ဥတော်မှရှင်းရပြမျက်ရည်ကြပါအဲ့လိုရောက်ပြန်မရနိုင်လေရှေးအောင်လို့ပေါ့နော်ဟိုအရန်ကုန်ဝမ်းနေတယ်ဥလည်းအဲ့လောက်နေတဲ့အထက်မှာဥလည်းခိုင်းမိတာဟဲ့လားအဲ့မဟုတ်ပြုံမှုနဲ့အတူရောလူထိခိုက်မှုဘယ်လိုမျိုးလဲအဲလူထိခိုက်ထိခိုက်မှုကတော့ရှိပါတယ်။ငါဟိုတော့သိဆုံးတော့ဗောနော်ဓာတ်ပေါ်လေးပြည့်တယ်။အားလုံးသိအောင်ပြောပါ။မဟာမူနီရုပ်ရှင်တော်မြတ်ကြီးစီအပေါ်ကတင်းကျစ်တော်လေးကရွှေစစ်နဲ့လှုပ်ထားလို့ကောက်ကော်လေးကလွှဲရင်ဘာတစ်ခုမှမပြုတ်ပလင်လဲမအပ်ဘူး။ ခန္ဓာကိုယ်ပေါ်မှာရွှေဓူကကိုးလက်မှာကြော်တော့ရှိပါလက်မောင်းနေပါဘူးဘာတစ်ခုမှမအပ်ဘူး ခုနာမည်ကဦးကောင်းဦးပါဒီမဟာမုဏိဃောပကအတွေ့အမှုပါအခုကငလင်ကဘေးဘယ်ညာတောင်မြောက်အရှိနောက်အပြင်အထက်အောက်ပါလှုပ်တဲ့အခါကျတော့အရိယာတွေကဓမ္မခံနိုင်တာအဓိကတော့အဲ့ဒါပါဟိုအနောက်မုံမှာရှိတဲ့စင်သေးကြီးတစ်ကောင်လည်းပြိုသွားတယ်သူတို့အဲ့မှာရှိတဲ့မုတ်ဦးလည်းပြိုတယ်နောက်တစ်ခါဒီဥပသာခပြမှာရှိတဲ့တော့အဲ့ဟိုဟိုဆောင်းလားလည်းပြိုတယ်ကျန်တဲ့ဟိုဟိုဟာသွားတဲ့အဲ့ခပြရဲ့ဒီဟိုပါ ဟိုဟာဟိုမဟာမုနိရုပ်ကျန်လာသွားတဲ့လမ်းကလည်းဟိုဆောင်းလမ်းလည်းဘာမှမဖြစ်ဘူး။နောက်အရှိမုတ်ကဝင်လာလည်းဆောင်းလမ်းလည်းမဖြစ်ဘူး။အဓိကဖြစ်တာတော့အဲ့ဟိုဥပဒေခပြလို့ခေါ်နေရပါလေဥပဒေအရင်ကလူသားတွေနိဗ္ဗာန်လာလို့ပါအဲ့ဒီဟိုဟာပဲမဟုတ်ဘူးတခုပဲပြေကြတော့ပါအဲ့ဒါအဲ့မဟုတ်ပြုံမှုနဲ့အတူရောလူထိခိုက်မှုဘယ်လိုမျိုးအဲလူထိခိုက်မှုကတော့ရှိပါတယ်ငါ့ဟိုဟိုသေဆုံးတာပေါ့နော်ဓာတ်ပေါ်လေးဟောဈေးရောက်တဲ့လူလည်းပါတယ် ဟုတ်ဖျားဟုလည်းပါတယ်เนาะဘာလို့လဲဆိုသူတို့ကဟိုဒုတိယအချိန်မှာဆက်လို့တော့ပြီးရပထမကဟွာပြစ်ပြီးတဲ့အခါကျတော့ခြံမဲ့ပြူသေးတယ်သူတို့သူတို့လိုတဲ့ပစ္စည်းရေးကြီးပစ္စည်းတွေပါပြောင်းဝီယူတဲ့အချိန်မှာဒုတိယအချိန်လှုပ်လိုက်တော့အဲ့ဒါကြောင့်ဟိုဟာဒီမဟာမုနိရုပ်ရှင်တော်များကြီးကဘာမှအပျက်စီးမရှိဟုတ်အပေါ်ကသင်္ကျစ်တော်လေးနည်းနည်းလေးကိုွေးသွားကိုွေးတယ်ဆိုတော့လေသူကရွှေအတိနဲ့လှုပ်ထားတဲ့အခါရွှေဆိုတော့ပြော့တယ်ပြော့တဲ့အခါကိုွေးုံလေးကိုွေးသွားအဲ့ဒါပါပဲအဲမဟာမုနိဒီ ရုပ်ရှင်တော်များကြီးရတော့သူကတော့ဘာအပျက်စီးမှမရှိဘူးဟိုပလင်တော်လည်းအပျက်စီးမရှိဘူးရုပ်ရှင်တော်များကြီးလည်းအပျက်စီးမရှိဘူးဥရောမလေးရပဲတန်ရှင်းရေးလုပ်ကြတယ်ဘောပကအဖွဲ့ဝင်လေးဦးစီးပြီးတော့ဘာလို့ဆိုသူကပြိုကြတာသူ့ကြတော့တကအပိတ်မဟုတ်တန်ပါကြနဲ့ပဲပိတ်ထားတဲ့အတွက်အပြင်ကဟွာရအမုံနေပါရဝင်တာဘောတော့ပြိုကြအောင်ရလေအဲဒါကြောင့်ဝင်တာငါးတွေကန်နေရဟဲ့အဲ့ဒါတော့ဟုတ်အဲသိပါလေသိပါလေဆိုတော့ဥကမိပြတ်သွားတာ ဒီငားတွေရရဖို့အောက်ဆီဂျင်ရဖို့ဆိုတော့ဥပရေပန်းနေလို့အထက်မှာရေဝါတွေလို့ငောင်းရတယ်ဥရောအဲ့ဘက်ပိုင်းကဒီဟိုဟာပေါ့ဥပသာကပြစောင်းသားကြီးကနေမှဟိုဟာမုတ်ကြီးကနေမှသွားတဲ့ခါကျတော့အဲ့လိုင်းကလုံးဝလွတ်လို့မရဘူးပိုပဲရက်ပိုင်းမှာအဓိကလုံုံကြီးကဒီထဲမှာဆိုတော့လေဥရောအများကြီးရွှေရည်ရလည်းများဆိုအဲ့ဒီကိုအဓိကထားပြီးလုပ်ကြတာအဲငားဆိုတော့ဒီအလာမွေးရွှေငားလေးတွေပေါ့နော်အဲ့ဒီຢာတွေပဲကဖြစ်တာ ဟိုငါးကညီဘက်ကဟိုငါလက်ကံပါလဲဥရောငဒန်နေရှိတယ်အကျန်းန်းခံတော့သူတော့ဘာမှမဖြစ်ဘူးဒီရွှေငါးလေးရတော့သေပါဘူးတော့သေတယ်အဓိကအောက်ဆီဂျင်ပြတ်လို့အောက်ဆီဂျင်ပြတ်လို့သေတယ်ဟုတ်ကဲ့အဲဝန်သားနေရာဆိုတာလဲဟိုလိုပေါ့ဥတို့ဒီရှောက်လန်းနေပေါ့လေဒါတော့ဟို3 search channel ဖောက်ထားတဲ့အတွက်တထလဲဖြစ်တဲ့လုံယုံနာပေါ့နော်ဟိုပြိုကြမှာလဲမစိုးရတဲ့အပြင်မှာလဲဟိုအမဖြစ်ထားလို့မရဘူးဒီအဲ့ဒါအဲ့ဒီဆောင်းလန်းလေးမှာခွဲပြီး၃နေရာခွဲပြီးဥတို့စုစုံပေးထားပါတယ် ဦးရေဘယ်နှယောက်စာအတွက်ဘလူမျိုးတွေလဲလူဦးရေတော့မသိဘူးသမီးရဟောတော့ဝန်ထမ်းဦးရေရတော့ဦး348ဦးလားပေါ့ဖရားကြီးရဲ့ဒါတောင်ပတ်စနေတော့စနေတော့ဘဟိုးနဲ့ဟုတ်ပြီဦးတော်မှာရှင်းရပြရိုက်ကြပါအဲ့ဒီရောက် ပြန်မရနိုင်လေရှိအောင်လို့ပေါ့နော်ဟိုအရန်ကိုဝမ်းနေတယ်ဦးလေအဲ့ပြောင်းနေတဲ့အထက်မှာဦးလေခိုင်းမိတာဟဲ့လားစောင်းနှန်းထဲမှာတွားနေတဲ့အချိန်မှာခိုင်းမိတာဒုတိယအချိန်ကအဲ့ရင်းမြတော်နားမှာအဲ့ဘွားလောက်တက်ကစဉ်းစားနေတော့ပုတ်ကြကြောက်ကြောက်အဲ့အောင်ကတော့မခိုင်းဘူးစောင်းလောင်းထဲမှာဘလို့မရနိုင်ဘူးနဲ့အပြင်ကိုသူကလှုပ်တဲ့ဒီအရှင်ရောက်ဟိုအောင်ပေါ့အမုံမွားတွေနဲ့လုံးဝမဲမောင်သွားတယ်အဲအားလုံးကတော့ဟိုမျက်နာဆုံးကျုံမှုတွေနဲ့ ရင်ဆိုင်ရတယ်ကြည်ကွယ်ရတယ်နဲ့ရင်ဆိုင်ရတယ်ဒါပေမဲ့ဥရောမှာရှိတဲ့အင်အားအားလုံးနဲ့စုပေါင်းပြီးတော့ဒါတွေကိုအမြန်ဆုံးအစာထုတ်ပုံမှန်ပြန်ဖြစ်အောင်လုပ်သွားမယ်လို့ဥလိုဆုံးဖြတ်ထားပါတယ်နောက်ဥကဟိုဆဗယ်အင်ဂျင်နီယာတယောက်ပါဟုတ်ပါအားလုံးသိအောင်ပြောပါမဟာမူနီရုပ်ရှင်တော်မြတ်ကြီးစီအပေါ်ကသင်္ကျစ်တော်လေးကရွှေစစ်နဲ့လှုပ်ထားလို့ကောက်ပေါ်လာလေးကလွှဲရင်ဘာတစ်ခုမှမဖြစ်ပလင်လဲမအပ်ဘူးခန္ဓာကိုယ်ပေါ်မှာရွှေရူးကကိုယ်လက်မကျော်လောက်ရှိပါတယ် လက်မောင်းနေပါဘူး။ဘာတခုမှမအပ်ဘူး။နော်။အဲဥရောမနေ့ကစစ်ပြီးပြီးနော်ဟိုတောင်ဝရှိလူကြီးတွေလာတော့လဲကြိပြပြီးပြီးအကုန်လုံးပြပြီး။နော်။ဒီမှာလူကြီးတွေလာပါလေ။နော်အကုန်လုံးလာတယ်။အကုန်လုံးပြပြီးသား။အဲ့လားလေးတော့သမီးတို့အနေနဲ့အများပြည်သူစိတ်ချမ်းသာအောင်ရဟရှင်လူစိတ်ချမ်းသာအောင်အများလေးအဲ့ဒီကိစ္စလေးတော့သူပြောပြပါ။